မင်းတို့တခုပြောပြကြရင်သလားမင်းတို့တီတကူဆရာတော်ဘုရားကြီးတို့เนาะအေးပါချုပ်ဆရာတော်ဘုရားကြီးတို့เนาะအဲ့လိုဆရာတော်ဘုရားကြီးတို့မင်းတို့เนาะနိုင်ငံအတွင်းမှာရှိနေတဲ့စကိုင်းရလူတွေရောမန္တလေးနိုင်ငံအတွင်းမှာရှိနေတဲ့လူတွေရောစကိုင်းရလူတွေရောเนาะဒီမန္တလေးရလူတွေရောပေါ့เนาะဟိုအနီဘိန်းနေကြောင်ပေါ့ဒီ2021ဖေဖော်ဝါရီလ10ရက်နေ့အခင်းကျင်းနေရနေပြီးတော့မှเนาะ ဟိုဒေါ်စုကြည်ထမင်ကိုချုပ်ပြီးတော့မှနော်ဒေါ်စုကြည်ထမင်ချုပ်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့ထောင်ခဲ့တဲ့ထောင်ခဲ့တဲ့အဲထဲမှာမှဒီဘိန်းနေကြောင်နေအိုက်ထဲရမှာမှနော်ဖရာတရားတန်ကမိဘဆရာသမားကိုတိပေမဲ့နော်ဒေါ်စုကြည်မိုင်းရဲ့မိုင်းဝါရမိုင်းကိုမိပြီးတော့တိတိကူဆရာတော်ဘုရားကြီးတို့နော်ပါကျုပ်ဆရာတော်ဘုရားကြီးတို့ နော်နောက်တစ်ခုကနိုင်ငံတော်အကြီးအကဲနော်အဘကာကျော်ကြီးဦးမင်းအောင်လိုင်းတို့နောက်တော့နိုင်ငံတော်ကိုကာကွယ်နေတဲ့နော်အောက်ခြေအားနေပြီးတော့အထက်စစ်သားတွေအထိမင်းတို့စော်ကားခဲ့တာပြီးမင်းတို့ပြန်တောင်းမှဘာလို့မင်းတို့အဲ့လိုမျိုးပြောရလဲဆိုမင်းတို့ကမင်းတို့ဆဲကျင်ဆဲမဆဲကျင်နေအဲ့ဒါမင်းတို့လို့မင်းတို့ရဲ့မှတ်နေလဲငါဖတ်မှာမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့မင်းတို့အဲ့လိုမျိုးဆဲလာခဲ့လို့နော်အဲ့လို ကဘာတိပုံကိုလေးပေါ့နော်ဒီဒီတီတကူဆရာတော်ဘုရားကြီးတို့ပါကျိုးဆရာတော်ဘုရားကြီးတို့ဆိုတာတကယ်ကဘာတိတဲ့နော်ဟိုဟာတွေသာသနာပြန်ပွားရေးလုပ်တဲ့ပုံကိုလေးကိုမင်းတို့တွေအမျိုးမျိုးဆဲခဲ့ခဲတော့အခုမင်းတို့ပါဖြစ်တယ်ဒီနေ့လဲငလင်လုပ်တယ်ဟုတ်လားမင်းတို့ဟိုနေ့တည်းအဲအကြောင်းကိုပြောမလို့မေ့သွားလို့တက်လာမင်းတို့အဲ့ဒါဘာဖြစ်မလဲမင်းတို့အပြင်ထွက်ရလိုက်အတွင်းဝင်ရလိုက် နေမတိတိုင်မနာဘယ်ချိန်ငလင်ထားလို့မလဲဟိုမှာဖြစ်လိုက်ပြီးသေးလိုက်တိုက်တီးပြူလိုက်ဟုတ်လားဒီနေ့တဖိုးတသမဖိုးလာဟိုမှာရောတောင်ကြီးမှာရောလှုပ်တာနော်ပြင်းဦးလင်မှာလည်းဒီလိုပဲပြင်းဦးလင်မှာလှုပ်တယ်ပြင်းဦးလင်မှာဒီလိုဝုံဝုံနှစ်ချိန်ပဲပြင်းဦးလင်အမြဲလှုပ်တိုင်းအဲ့လိုပဲအဲ့တော့မင်းတို့ဖရာတရားတန်ကမိဘဆရာသမားလို့တော့ပြောတယ်ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီးတော့မှနော်ကိုယ့်ရဲ့ဗုဒ္ဓနိုင်ငံကတိတိကူဆရာတော်ဖရာကြီးကိုဆဲတယ် ။ဘာကြောင့်ဆရာတော်ဘုရားကြီးကိုဆဲတယ်။နော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နော်ဘုရားတကမာရဝိဇိယဗုဒ္ဓရုပ်ပွားရေးရုပ်ပွားတော်ကြီးကိုနော်တေတီတာကိုးကွယ်ထားတဲ့တနိုင်ငံလုံးအတွက်ကိုးကွယ်ထားတဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ကိုဆဲတယ်။နော်အဲ့တော့မင်းတို့ကအခုဘာဖြစ်နေလဲဆိုတော့မင်းတို့မှာမင်းတို့သဘာဝဘေးတရားကြီးရပဲမင်းတို့ရိုက်ခတ်တော်တယ်မင်းတို့ဘဒူးမှဘာမှမပြောတော့เนาะ မင်းတို့လူမွေးသူမွေးလည်းမပြောင်းတော့ဘူးမင်းတို့ဗာမင်းတို့ဆဲကျင်ဆဲမဆဲကျင်နေငါအောက်မှာဟုတ်ပြီလားဒါပေမဲ့နော်ကျွန်တော် live ကတော့ပွင့်လင်းပြောရင်ဒီ YouTube ဆိုရင်တော်တော်များများကြီးကြတာဟိုကြီးကြတော့အတ္တိတရားလေးဝင်အောင်လို့တယောက်ကိုဟိုကျွန်တော်ပြောတဲ့စကားဆယ်ခေါမှတခွန်းလောက်အတ္တိတရားဝင်ရင်လေတယောက်လောက်အတ္တိတရားရောင်းရင်တယောက်အတွက်ကောင်းတာပေါ့ဗျာသူ့အတွက်ဟုတ်တယ်မလားအခုတော့ငလင်ကလှုပ်လိုက်၃၄ရက်လောက်နားလိုက် လှုပ်လိုက်မင်းတို့ဘွားတွေအမနော်အဲ့တော့ကျတော့ငလင်းလှုပ်တာကလှုပ်ပြီဆိုရင်အဲ့ဒီမန္တလေးဆိုရင်မန္တလေးမှာလှုပ်လိုက်လို့အိမ်ပြိုတာမပြိုတာထက်အားလုံးအပြင်ထွက်ရတယ်အားလုံးအပြင်ထွက်ရတာကျွန်တော်တို့ကလည်းဒီအကြောင်းကိုပြောပြီးပြီကောင်းတဲ့လူက၁၀ယောက်ရှိတယ်မကောင်းတဲ့လူကအယောက်900ရှိတယ်ဆိုအဲ့ဒေါ်ဒေါ်ထဲမှာပဲအဲ့ကောင်းတဲ့လူ၁၀ယောက်လည်းပါမှာပဲအရှင်ကပြောတော့နော် ဲ့တော့ကျတော့အဲ့တော့ကျတော့ဘာဘာပြောခြင်းလဲဆိုတော့တီတကူဆရာတော်ဘုရားကြီးကိုတောင်းပန်မှာနော်ညာတိုင်းဥချပြီးဂရောအိပ်ပါတီတကူဆရာတော်ဘုရားကြီးရဲ့ခြေတော်ရအောင်ပြီးလို့ကြည့်လို့ချင်းရင်ဘာကျုပ်ဆရာတော်ဘုရားကြီးကိုနော်ဥခရှိကိုဂရောအိပ်ပါနောက်တော့မင်းတို့ဆဲနေတဲ့အဘကာကျုပ်ကြီးကိုတောင်းပန်မှာလို့ပြောခြင်းတယ်အဲ့တော့ကျတော့ကျွန်တော်ကအဘကာကျုပ်ကြီးကိုဘာပြောခြင်းလဲဆိုတော့သူခင်ဗျာတနာဖို့ကောင်းတယ်နော် သူဒီငလင်ဘေးအတွက်ပေါ့နော်ဒါတောင်ကြီးမောင်အေးချမ်းနေပြီးတော့ဆက်ထားတဲ့ကြပြားလေးတစ်ပုတ်ရှိတယ်ဒါကကျွန်တော်ထင်တာတော့သူကတော့အဲ့လိုတော့မပြောဘူးကျွန်တော်သိတာကတော့ဒါအဘကချုပ်ကြီးကိုရည်ညွှန်းပြီးအဲဆက်တယ်လို့ပဲကျွန်တော်ကျွန်တော်ကတော့ကျွန်တော်စိတ်အတွေးပေါ့အဲ့အတွေးလေး ਨੇ ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုဘာကာယုကြီးကတိုင်းပြည်ခုငလင်တန်ဘေးသင့်ပြည်သူဒီဒုက္ခရောက်ရှိသွားတဲ့ပေါ့နော်လူတွေအတွက်အတိုးနှုတ်သက်သွားတဲ့900ရဲ့ဘန်တကူကနေပြီးတော့မှ ။နားမသိဘူး226ဘီလီယံရေဆိုဘီလီယံပေါင်း926ဘီလီယံပေါ့နော်။အဲ့ဒါအတိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက်ကိုပေါ့နော်။ဟိုလှုပ်ဝေးมาဖြစ်တယ်။နော်ဒီလိုဆဲလာအောက်မှာလာဆဲနေတဲ့ကောင်တွေကဘောင်ဝင်ဘူး။နော်။အဲ့တော့ကျတော့အဘကကြူကြီးလာလို့တော့မမင်းနဲ့ဖြစ်အောင်ရေငါ6နှစ်သားတွေကအလေးပြုလာတာလို့မင်းတို့ပြောပြီးပြီတလားနော်ဒီအဘကကြူကြီးကတိုင်းမျိုးချုပ်မင်းလို့မင်းလုံနေတဲ့နော် မာရဝိဇ္ဇာဆိုတဲ့ဗုဒ္ဓရုပ်ဘွားတွေကိုတည်ထားတာမင်းတို့မှွေမှွေရဘာမှအောင်မတည်ခဲ့နိုင်ဘူးเนาะအဲ့တော့ကျတော့ကျွန်တော်တောင်ကြီးကပြားဆရာမောင်ရေးချမ်းပေါ့ဒီနေ့ကျွန်တော်တို့ရဲ့တမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပေါ့နော်ကသူ့ကိုဆက်ထားတယ်လို့ပဲထင်တာပဲဒီကဗျာပေါ့နော်အဲ့တော့ကျတော့ဥညွတ်ပါသည်တဲ့ကဗျာကောင်းစဉ်စိုးနောက်ပြပါတောကဖြာအောင် ဖန်လာသည့်ရေမလင်းဘေးကြောင့်ပူဆွေးလို့နေပြည်သူတွေအတွက်နေရာစုံသောသူခွန်အားဖြင့်မနာမနေလှူဒန်းလေရင်ဤမည်အတွက်ပေးဆက်သူတဲ့လူမျိုးပါတာမခွဲပါပဲကြုံလာခက်ခဲဒုက္ခတွေကလဲကြသူတွေပြန်ထစေဖို့ငွေကြေးပစ္စည်းအရေးကြီးတိုင်း နီလန်းဆုံးသုံးအာကုံယုံလျက်အပြုံးမပြတ်ပေးဆက်သူတဲ့သူ့လိုလူတွေမြမာမြေမှာဥယေတိုးကပေါ်ပေါက်လာတော့လွန်စွာကောင်းလာအားထားရဟုအားကြစိတ်တွေဂုံယူရင်းဖြင့်ထွန်းလင်းတင်စားပြည်သူကြားကလေးစားဖွယ်ရာမျက်စရာကိုခါခါဥညွတ်လိုက်ပါသည်တဲ့မောင်ကြီးတောင်ရေးချမ်း30ရက်5လား 2025ခုနှစ်နာရီ45မိနစ်မှာမနေ့မှာရေးဆက်ခဲ့တဲ့ကြဗျာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်သိပါတယ်ဒါကျွန်တော်တို့တက်မတော်ကာဝေးဦးစည်းချုပ်နော်အဘကကျောက်ကြီးကိုညင်ညွန်ပြီးရေးတယ်ဆိုတာဘာလို့သိလဲဆိုတော့ဒီနေ့အဘကကျောက်ကြီးအဲပြောသွားတဲ့အကြောင်းအရာတွေပုံမှာမိတင်းပြီးတော့မှရေးထားတဲ့ကြဗျာလေးဖြစ်မှာပါပေါ့နော်အဲ့တော့ကြဗျာစာသားတွေရောအကုန်လုံးကောင်းတယ်အဲ့တော့ပြောချင်တာကနော်စွမ်းနာလို့ပေါ့ငလီလှုပ်လိုက်တိုင်းထွက်ရတာကငလီလှုပ်တဲ့နေဟာနော်ထွက်နေ ထွက်လေဝင်လေပဲမင်းတို့ထွက်လိုက်ဝင်လိုက်ပဲအခုချိန်ထိမင်းတို့စော်ကားနေတော့နော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်အကောင်းဘက်ကမကြည့်ဘူးအဲ့တော့ကျွန်တော်သတင်းလေးတွေစပြောမယ်သတင်းကကျွန်တော်ကနှစ်ဖက်ပြောတဲ့လူဆိုတော့ပေါ့နော်မြတ်မြတ်တတပြောတဲ့လူဆိုတော့ရေနီဂိတ်ပေါ့ကျွန်တော်ပြောလိုက်တော့ရေနီဂိတ်နဲ့ပတ်သက်ပြီးတော့သတင်းပို့လာတယ်ကိုဖုံးရေးတဲ့ရေနီဂိတ်ကအမှန်ဒီလိုပြတဲ့တိတိကျကျပြောရရင်နဲ့မပြောသင့်ဘူးထင်လို့မပြောတာတဲ့ကျွန်တော်လည်းမပြောပါဘူးနော် ဂိမ်းမှာကြားတဲ့စစ်တီတွေကိုတဲ့အနီးကလည်းသွားကြည့်ပါဦးတဲ့เนาะအဲ့တော့ကျတော့ကျွန်တော်ပြောချင်တာကစစ်တီတွေဆိုတာကအထက်လူကြီးရဲ့အကြီးကဲအောက်မှာရှိတာလေเนาะအဲစစ်တီတွေကအထက်မှာအဲ့မှာကျွန်တော်တို့ရဲဘော်ပေါ့စရဲဘော်ဒုတကြက်တကြက်တကြက်ကြီးအဲထဏန်းရုပ်စီကျူးအဒုရာကံဘူးဒါမျိုးတွေရှိမြဲဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့เนาะအဲ့တော့ အောက်ခြေစစ်သားတွေကိုလည်းเนาะအထက်ကအရာရှိတွေကဟိုအရန်ကြီးပေါ့เนาะဟိုမလျော်ညီတဲ့ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့เนาะမခိုင်းပါနဲ့ခမားတို့လည်း KTV သွားတာလေးတွေလျှော့ပါเนาะပြည်သူနဲ့တက်မတော်ကြားမှာ အမုံပွားစီမဲ့လောက်ရမျိုးတွေပြည်သူရဲ့တက်မတော်ရဲ့ဒီလန်းကိုသွားနေတဲ့ကာသမားတွေရဲ့ကြားမှာ အမုန်းပွားစီမဲ့အရာမျိုးတွေမလုပ်ပါနဲ့နော်ကျွန်တော်ကဒါတော်တော်တက်တက်ညာညာပြောတာကျွန်တော်တရားကိုမပြောခင်လူကြီးတယောက်ကိုပြောတယ်ဒါကိုကျွန်တော်စပီရောက်လုတ်တင်လားဆိုတော့အားလုံးကိုမလုပ်ပါနဲ့တဲ့တိဝအောင်တော့ပြောပြလိုက်ပါပေါ့နော်ပြောပြလိုက်ပါဆိုတော့ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကားသမားတွေမုံအောင်နော်မုံအောင်မလော်မလော်ညီအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့ ကိုကိုတိုင်းလည်း KTV သွားတာတွေလျှော့ပါပေါ့နော်ဇန်နာရီတော့ကျွန်တော်တကယ်တမ်းတော့သိပြီးတော့အများကြီးမပြောဘူးစစ်တီထဲမှာလည်းကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်နော်ဒီမှာတော့တို့ကရေးထားတာရှိတယ်အဲ့တော့ရေဒီဂိတ်ကနှခိတ်ရှိတယ်တဲ့ကိုဖုံးနဲ့မျိုးလာနာကဂိတ်နဲ့တာဝိထိမျိုးထွက်ကဂိတ်နှခိတ်ပါတဲ့ကားတွေကိုမစစ်ဘူးတဲ့ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့ဘာကြောင့်ပိတ် ပြရလဲဆိုရင်ပေါ့သူတို့ပြတဲ့စာရွက်နဲ့သူတို့ဝင်သွားတဲ့နေရခင်ဗျားတို့အဲ့နေရခင်ဗျားတို့သိမှာပေါ့နော်ကုံကုံကားတဲ့တကယ်လားအမှန်လားဆိုတာတခါမှမစစ်ဘူးတဲ့နော်အရင်ကျွန်တော်ကိုဘုံကိုပြောတယ်လေတဲ့ကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ဝေပင်း အကုံရတယ်တဲ့ဒါကြောင့်တိုင်းပြည်ကကောင်းကျင်လာတယ်တဲ့ဒါပေမဲ့အဲ့လိုတွေဖြစ်နေတော့လူကျင်တဲ့အခြေအနေကိုရောက်ဖို့ခကြီးက ကြာနေတာဖြစ်တယ်ကိုဖုံးနဲ့เนาะဒါကျွန်တော်တော်တော်တက်တက်ညာညာပြောထားတာအဲ့ဒီမှာတာဝန်ကျနေတဲ့ကျွန်တော်အဲ့ဒီမှာလို့ပြောတာเนาะခမားတို့တနိုင်ငံလုံးထုံုံပြီးတော့ပြောတာမဟုတ်ဘူးပြီးရင်အဲ့ဒါကျွန်တော်တိုက်ခိုက်တဲ့လူကအဲ့မှာလာအောင်မယ်ကျွန်တော်ဘောရမှာလေသိလားကိုလည်းဘာမှဟိုမှာမဖြစ်ပဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်ဒီတက်မတော်အဖွဲ့အစည်းနဲ့တက်မတော်သားတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့เนาะ ကိုနိုင်တဲ့ဘက်ကနေတာဝန်ထမ်းပေးနေတာတော့မှဖြစ်နေတော့ပြောလိုက်ရင်လည်းအဲ့ဒါကျွန်တော်အဲ့ဒါကိုခွင့်ကောင်းယူပြီးပြောအောင်မှာเนาะအဲ့တော့မကျေနပ်ရင်လာကြည့်ဒီမှာပို့ထားတာရှိတယ်เนาะနောက်တစ်ခုကတဲ့တောင်ဟူငါနေညောင်လေးပင်ထိဘာကိမ်းမှမရှိဘူးတဲ့ဒါပေမဲ့အဖွဲပေါင်း30လောက်ရှိတယ်တဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါပေါ့เนาะယထာလန်းလုံကြုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲတွေကတဲ့ တချို့ယထာလန်းကိုပစ်ပြီးတဲ့လမ်းမှာဘီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့ရန်သူကကြိုက်ပြီလေတဲ့ဒါကရန်သူရဲ့အာရန်သူဝင်လို့ရအောင်အာသာချက်ကိုဖြစ်လို့ဒီအပေါ်ကရှေ့ရအကြောင်းကျွန်တော်ပြောနေရခြင်းဖြစ်တယ်နော်ရန်သူကကြိုက်ပြီလေတဲ့ဝင်ရင်နဲ့ပေါက်ကဝင်လို့ရပြီဗောတဲ့လုံကြုံရေးကသူတို့ရှိရမယ့်နေရာမှာမရှိဘူးတဲ့လမ်းတစ်လျှောက်မှာ၄၅ရောက်တောင်းနေတာတဲ့ဒီလောက်ပါပဲဗျာကိုဖုံးကျမ်းပါပါစီတဲ့နော်အဲ့ဒါက ဒီယင်းဒီဂိတ်မှာလက်ရှိရှိနေတဲ့အရာရှိတွေစစ်တီတွေနော်စစ်တီတွေကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေနော်အရာရှိစစ်တီတက်မတော်အရာရှိစစ်တီဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ရှိရင်ရဲတက်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါနေနေဗျာနော်မကြဆင်းပါနေနဲ့ KDB တော်တာလေးပါလေးလဲရှော့ကြပါနော်ကာသမားတွေကိုလဲတင်းတင်းကြပ်ကြပ်နော်စစ်စရာရှိရာစစ်ပြီးတော့မှနော် ဟိုသမင်းဘိုးဟင်းဘိုးပေါ့ဗျာဥပမာသမင်းဘိုးဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခင်ဗျားတို့ပတ်စံဟိုတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရော့ဥဥစဒါကြီးတို့ဥရဲကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော့တသောင်းပေးခဲ့တယ်လို့နှစ်သောင်းပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာတော့ဗျာလူဘဝမှာကျွန်တော်တို့ကအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကြတော့အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ယေနီဂိတ်ကိုတော့ကျွန်တော်ပြောခြင်းနေပေါ့နော် နောက်တစ်ခုကတော့အကိုကြီးမင်္ဂလာပါတဲ့ဒါကတော့ရက်ဆက်ကျန်းစုပ်ရုပ်မာတဲ့ PDF တွေနေရာနံပြားမှာသတင်းပို့လာပြီမနေ့ကအဲ့ PDF အကြောင်းပြောလိုက်တာနဲ့ဒီနေ့တနေ့ကိုပို့လာတယ်ဒါပေမဲ့ကျွန်တော်လည်းအရက်ကလည်းပြတ်ထားတာနေလည်းမကောင်းချောင်းလည်းစိုးနေတော့အဲ့ရထဲမှာနေပြီးတော့ပဲလောက်ရတယ်အကိုတဲ့ကိုကြီးခင်ဗျားမင်္ဂလာပါတဲ့ကျွန်တော်တို့ငဇွန်မြို့နယ်ကမင်းကျိုးကျေးရွာကတဲ့ကျေးရွာကပါတဲ့ ကျွန်တော်တို့ရက်ရွာတွေမှာတဲ့အရန်ကိုလူတိုင်းစိတ်ဆင်းရဲနေပါတယ်တဲ့အကြောင်းကားတော့တဲ့နေတိုင်းပြည်ပြည်တွေက လာပြီးတောင်းရမ်းနေကြတယ်တဲ့မပေးရင်လည်းရမ်းမှုတယ်တဲ့ကျောင်းအပ်လက်ခံနေတဲ့အထက်တန်းကျောင်းကိုလည်း PDF တွေကကျောင်းမဖွင့်ရဘူးလို့လာပြီးပြောသွားကြတယ်တဲ့ဒီကောင်တွေကတော်တော်အောက်တန်းကြတာဗျကျောင်းဖွင့်ချိန်ကြရင်ဒီကျောင်းဆရာမတွေဒီကျောင်းသားတွေကိုပြဿနာရှာတယ်တခါတလေကြရင်လေကျွန်တော်တလားလုံးပိုင်ရွှေကျွန်တော်တကယ်ပြောတာဒီဒီလောက်အောက်တန်းစားကြတဲ့လူတွေပြားဟုတ်လား 22ရက်နေ့ကတဲ့ငဇွန်မြို့နယ်ငွေအင်းရွာကအမျိုးသမီးနှစ်ယောက်ကိုမနှက်အစောဈေးဝယ်သွားတဲ့အချိန်မှာ PDF တွေဖမ်းခေါ်သွားကြပါတယ်တဲ့အမျိုးသမီးနှစ်ယောက်ရဲ့အမိကမလလဝင်းနဲ့မခင်နန်းရွယ်ဆိုတဲ့အမျိုးသမီးနှစ်ယောက်ကိုခေါ်သွားတာတဲ့တညလုံးမရင်ကျင်တာတဲ့နော်မခင်နန်းအမျိုးသမီးနှစ်ယောက်ကိုခေါ်သွားပြီးတညလုံးမရင်ကျင်ပါတယ်တဲ့လှလဝင်းကိုတော့တဲ့တညအိတ်နဲ့ပြန်လွတ်လိုက်ပြီးတော့ခင်နန်းနယ်ဆိုတဲ့အမျိုးသမီးကို ရဲတပ်သားနဲ့ကြိုက်တယ်ဆိုပြီးတညလုံးမရင်ချင်းပြီးတပ်ပစ်လိုက်ပါတယ်တဲ့ဟမ်မင်းတို့ PDF တွေဘလို့ကောင်းကြသေးလားဟမ် PDF ဆိုတာတကယ်တမ်းပြောရင် အောက်တန်းသားအဆင့်ဖြစ်သွားပြီနော်